အလုံးမင်းမင်္ဂလာပါရှင်။ Oreo ပို့လိုက်ပြီးပြိုင်း Emosori Page လေးကနေပြန်လည်ပြီးတော့ကြည့်စုလိုက်ပါရစေ။ဒီနေ့လေးမှာတော့ညာနာဆိုရဲ Page လေးကနေရေးသားများဝေထားတယ်။ဘသူအတွက်အချိန်ပေးပြီးဘသူအတွက်တော့အချိန်မပေးသင့်ဘူးလဲဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးချင်ပါရဲ့ရှင်။ဆောင်းပါးလေးရဲ့အစမှာတနေ့တောင်မှလူတိုင်းမှာနိုင်24နာရီပဲရှိပါတယ်တဲ့။အဲ့ဒီအချိန်တွေကို ကိုယ့်ရဲ့ဘဝတိုးတက်မှုအတွက်မိသားစုအတွက်ပျော်ရွှင်မှုအတွက် ဘလို့အကျိုးရှိရှိအသုံးပြုမလဲဆိုတာကအရန်ကိုမှအရေးကြီးပါတယ်တဲ့အချိန်ဆိုတာပြန်ဝင်လို့မရနိုင်တဲ့အဖို့အထိုက်တန်းဆုံးအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်တဲ့ဒါပေမဲ့အများစုကတော့ဒီအဖို့တန်အချိန်တွေကိုဘလို့သုံးရမလဲဆိုတာမသိဘဲနဲ့ပျက်စီးစေတတ်ကြပါတယ်အတူတဖြင့်ကိုနဲ့ဆက်ဆံနေတဲ့လူတွေအပေါ်အချိန်ဘလောက်ပေးမလဲဆိုတာကိုသေချာလေးစဉ်းစားသင့်ပါတယ်တဲ့တခါတလေကိုဘလောက်ဖေကောင်းကောင်းမွန်မွန်ဆက်ဆံပါစေတန်မိုးမထတတ်တဲ့သူတွေနဲ့ကြုံရတတ်ပါတယ် ကိုယ့်ရဲ့ကြိုးစားအထောက်မှုတွေစေတနာတွေကိုနားမလဲပဲကိုယ့်အပေါ်ဆူဆူဝါဝါဆက်ဆံတာမျိုးကြီးလဲကြုံရတတ်ပါတယ်လူမှုဆက်ဆံရေးမှာဘသူကိုဦးစားပေးတင်လဲဘသူအတွက်တော့အချိန်မကုန်တင်မှုလဲဆိုတာကိုပိုင်းခြားသိမြင်ဖို့လိုအပ်ပါတယ်တဲ့ဒီလိုပိုင်းခြားနိုင်မှုအတွက်အချက်အလက်တချို့ကိုစဉ်းစားကြည့်ပါတဲ့အချိန်ပေးတင်သူများနံပါတ်1တင့်ကိုတံမိုးထားသူများတင့်ရဲ့ကောင်းွက်တွေကိုမြင်ပြီးချီးကျူးတာအားပေးတာတင့်အပေါ်ယုံကြည်မှုရှိတာမျိုးတွေက တို့အတွက်တင်းရက်တံပိုးကိုတည်နေလို့ပဲဖြစ်ပါတယ်တဲ့သူတို့ကတင်းပွားရဲ့အကောင်းဆုံးဆရာတွေမိတ်ဆွေတွေလည်းဖြစ်လာနိုင်ပါတယ်နံပါတ်1ကို့အာနေချက်ကိုလက်ခံနိုင်သူများလူတိုင်းမှာအာနေချက်အာသာချက်ဆိုတာရှိကြပါတယ်တင်းရက်အာနေချက်တွေကိုနားလည်ပေးပြီးလက်ခံနိုင်တဲ့လူတွေဟာလည်းတင်းရက်ဘဝမှာရည်ရှိလက်တွေသွားနိုင်မဲ့သူတွေပဲဖြစ်ပါတယ်တဲ့သူတို့ကတင်းကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ကူညီပေးနိုင်ပါလိမ့်မယ်နံပါတ်3အတူတူတိုးတက်ခြင်းသူများ င်းရဲ့အောင်မြင်မှုတွေကိုမနာလိုစိတ်မထားပဲအတူတူပျော်ရွှင်ပေးနိုင်ပြီးအချင်းချင်းအပြန်အလှန်လေးစားပြီးကူညီပေးနိုင်တဲ့သူတွေဟာလည်းအချိန်ပေးရကြုံနဲ့ပါတယ်တဲ့ဒီလိုလူတွေနဲ့ပေါင်းတင်ခြင်းကတင်ပွားကိုပို့ပြီးကောင်းမွန်တဲ့လမ်းကြောင်းပေါ်ကိုပို့ဆောင်ပေးနိုင်ပါတယ်တဲ့ဒီလူတွေနဲ့အတူအချိန်ပေးလိုက်ရခြင်းကကိုယ့်ကိုပို့ပြီးတကြလမ်းဆန်းစီပြီးဘဝရဲ့ခီလမ်းမှာလည်းအရင်တွေကိုထပ်ပြေးပေးနိုင်ပါတယ်တဲ့အချိန်မပေးတဲ့သူများနံပါတ်1တင်းကိုအာယုံမဆိုင်နိုင်သူများ ကိုကဘလောက်ခွဲစိတ်ပါဝင်စားစွာဆက်ဆံပါစေသူတို့ကကို့အပေါ်အာရုံမဆိုင်နိုင်ပဲလှစ်လီရှူထားတာမျိုးဆိုရင်အဲ့ဒီဆက်ဆံရေးကိုရှေ့မဆက်ပါနဲ့သူတို့အတွက်သင်္ကတန်ဖို့မဲ့တယ်လို့ဖြစ်နေပါလိမ့်မယ်နံပါတ်၄တင့်ကိုအမြဲတမ်းဝေဖန်နေသူများကိုရဲ့လှုပ်ဆောင်မှုတိုင်းကိုအမြဲတမ်းမကောင်းမြင်ပြီးဝေဖန်နေတာအမပေးပဲအားလျှော့နေအောင်ပြုမူနေတာမျိုးကသင်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါလိမ့်မယ်အဲ့ဒီလူလူတွေဟာလည်းသင်ရဲ့စိတ်ခွန်အားကိုဆုပ်ယူသွားနိုင်ပါတယ် နံပါတ်3တင့်ကိုအသုံးချသူများကိုယ့်ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်တွေကိုအခွင့်ကောင်းယူပြီးကိုယ့်ကိုအသုံးချတာမျိုးတွေလည်းရှိတတ်ပါသေးတယ်။အဲဒီလိုလူတွေဟာကိုယ့်ရဲ့အချိန်ငွေကြီးနဲ့စိတ်ဓာတ်ကိုပါဖြည့်ဆည်းပြနိုင်ပါတယ်။တချို့လူတွေဟာဘယ်တော့မှမပြောင်းလဲတတ်ကြပါဘူး။သူတို့ကိုပြောင်းလဲဖို့ကြိုးစားနေတာဟာကိုယ့်ရဲ့အဖို့တန်အချိန်တွေကို ဖြုံတရရောင်းနိုင်ပါတယ်တဲ့။ဒီလိုလူတွေနဲ့ဝေးဝေးနေဖို့ကကိုယ့်အတွက်တော့အကောင်းဆုံးပါပဲ။ ဘသူအတွက်အချိန်ပေးသင့်လဲဆိုတာကိုရောဘလို့ဆုံးဖြတ်ကြမလဲဘဝမှာတချို့ဆက်ဆံရေးတွေကိုအဆုံးသတ်ဖို့ဆိုတာမလွယ်လာပါဘူးဒါပေမဲ့ကိုဘဝအတွက်ပုံမူကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အချိန်ပေးသင့်တဲ့လူနဲ့မပေးသင့်တဲ့လူကိုခွဲခြားနိုင်ဖို့လိုအပ်ပါတယ်တဲ့အောက်ကမိကွန်လေးတွေကတော့တင့်ကိုဆုံးဖြတ်နိုင်ဖို့အထောက်အကူပြုနိုင်ပါတယ်ဒီလူနဲ့အတူတူရှိနေတဲ့အခါကိုစိတ်ဖိစီးမှုတွေများပြီးပိုပင်ပန်းနေသလားဒီလူကကိုကိုအားပေးနေတာလား အမြဲတမ်းစိတ်တက်ကြအောင်လုပ်နေတာလားဒီဆက်ဆံရေးကရောအပြန်အလှန်ပေးဆက်နေတာလားဒါမှမဟုတ်ကိုတယောက်ထဲကပဲပေးဆက်နေရတာလားတခါတလေကိုစိတ်ကနေပြောနေတဲ့အရာတွေကိုနားထောင်ပြီးရေရေဝုံဝုံဆုံးဖြတ်ဖို့လိုအပ်ပါတယ်တဲ့ကိုဘဝကိုပုံမတို့တက်အောင်ပျော်ရွှင်အောင်ဘသူတွေကကိုညီနိုင်မလဲဆိုတာကိုသတိထားပြီးအချိန်ကိုအကျိုးရှိရှိအသုံးပြုပါဆိုပြီးတော့စောင်းပါလေးကိုဒီညလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ညာနာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရသလိုရေးသားထုတ်ဝေနေတဲ့စာအုပ်တွေကိုလည်းဝေး update ဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနောက်ထပ်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလီဒီမှာလည်းထပ်ပြီးဆုံးတွေ့ကြပါအောင်ဆုနော်။